ခင်ချင်းမဲ့ဆွေညီကိုမွန်တော်မတွေအကုန်လုံးပဲပေါ့နော်ကျွန်တော်တို့ဂျာတာပရင်းနေလဲရောက်ခဲ့ပြီဂျာတာပရင်းတောက်ချာမှာတော့ကျွန်တော်ရဲ့အဲဒါမူရင်းအခွေဖြစ်တဲ့6089ခွေဘူးပေါ့နော်6089ခွေဘူးကြံဦးမယ်ဒါ6တလုံး7တလုံးကြံဦးမယ်ပေါ့နော်68ကလည်း6089ခွေဘူးထဲမှာပဲပါနေတာဖြစ်ပါတယ်နော် ဒီဘက်တီးနှလုံးနဲ့ဒီအခွေတစ်ခုကြံအောင်မယ်ပေါ့နော်ဒီနေ့တော့ကတော့ကျွန်တော်ပြောပြပေးတော့မယ်မနေ့ကတော့နေ့တိုင်းသမားတွေပဲပေါက်ပါလိမ့်မယ်မနေ့တိုင်းသမားတွေတော့ကျွန်တော်မနေ့ကတော့ဒီမှာပါနော်လုံခဲ့တဲ့23နာရီကကျွန်တော်တင်ပေးခဲ့ပါတယ်9 3ညတိဒါမထီမပြီးပါတော့ကီးနဲ့ကျွန်တော်ရွေးပေးထားခဲ့တယ်90ပေါ့နော်90ဆိုတဲ့ကနေကျွန်တော်ရမယ်ထင်တယ်ညနေကြတော့ဒါ အဲစနိုင်တမင်းနဲ့မှာစနိုင်တမင်းနဲ့မှာ၃ညာ၅၃ညာဆိုတာထွင်ရင်ကျွန်တော်တို့ဒီနှစ်ချက်ဒီကနန်းကိုပြန်ထိုးအောင်มาဖြစ်ပြီးတော့နှစ်ချက်ဒီကနန်းကိုပတ်တိဖြစ်ပြန်ယူရဲဆိုပြီးတော့ကျွန်တော်ဒီမှာဗီဒီယိုလေးနဲ့လောက်ပေးထားတယ်ကြီးစုကတော့ခုနှစ်ယောက်ပဲရှိတယ်ဗောနော်အဲ့မှာခွန်နဲ့တင်းနဲ့ပတ်တဲ့လူတွေမိတ်ဆွေတွေပေါက်ပါလိမ့်မယ်ဒီနေ့မှလည်းပူဒီယိုလေးကိုဆုံးအောင်လေးကြည့်ပေးတော့ပါကျွန်တော်ပူဒီယိုဆုံးငန်းနေတာမှာဒီနေ့တော့ထိုးရမယ်ကီးနဲ့ထိုးရမယ်အပိုင်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နော် ဇာတိသွားဖို့ကတော့ကျွန်တော်ပြောခဲ့ပါတယ်နော်ကျွန်တော်ပြောထားတဲ့အတိုင်းပဲ6ကွန်8ကိုခွေဘူးနဲ့6ပတ်တိ10ပတ်တိပဲကြံပါတယ်နော်6ပတ်တိ10ပတ်တိကြံပါတယ်ဒီနေ့ဂျာတာပရိနေဒီဘုံတို့တိကြမလာခဲ့ရင်ဂျာတာပရိနေကတော့နေကုန်ကတော့ဒါအပီကိုတိတ်ပြီးတော့အပီကိုထိုးရမယ်ခဏနေဖြစ်ပါတယ်နော်6ကွန်8ကိုခွေဖို့ကိုထိမိမိကြိတ်ပါအဲပတ်တိလိုက်နေတယ်ဆိုတော့မိတ်ဆွေတွေက6ပတ်တိဆိုလဲ6ကိုပဲတင်ပြီးတော့ပတ်ပါ8ဆိုတယ်မိတ်ဆွေတွေကလည်း8ကိုပဲတင်ပြီးတော့ပတ်ပါဒီမနေ့6နဲ့8နဲ့ကို ။ဘာနဲ့တွဲတင်ပြီးတော့ကတ်ထိုးရမလဲဆိုတော့ကျွန်တော်ဒီမှာပြောပြပေးသွားမယ်။ကျွန်တော်မိတ်ဆွေတွေအကုန်လုံးပဲဒီဗီဒီယိုမှာကျွန်တော်တို့ဒါလုံခဲ့တဲ့လုံခဲ့တဲ့ဒီ9.1တောင်းပါပေါ့နော်။ဒီ9.1ဒီဘာကြောင့်မလို့ကျွန်တော်ဒီ9.1ကီကိုကျွန်တော်ပြန်ခိုင်းတာလဲဆိုရင်အကျိုးကနန်းကို break to break ရရင်ဒါကျွန်တော်ရင်မဟုတ်ကျွန်တော်ရင်နီးဖြစ်ပါတယ်9.1ကီအထိနဲ့ပဲကျွန်တော်တို့ပြန်ဆင်းခဲ့တယ်3.5နဲ့ကျွန်တော်တို့ဆင်းခဲ့တယ် နော်မူမယုံမာနဲ့နော်လူမယုံမာနဲ့မူပဲယုံမာကျွန်တော်ဒီဒီမှာကျွန်တော်တို့ကြည်ပါနော်နောက်တစ်ခွက်ကျွန်တော်ပြပေးပါဦးမယ်နောက်ထပ်တစ်ခွက်ကျွန်တော်ပြပေးပါဦးမယ်ဆိုရင်ကျွန်တော်တို့ဒီโอเคပါနဲဒီမှာကြည်ပါနော်ဒီမှာကြည်ဒီမှာကျွန်တော်တစ်ချက်ပြပေးမယ်40ဒီ၄ဘရိတ်ပါ၃တိတိလဲ၄ဘရိတ်ပါဒါတော့ရောက်မလို့ကျွန်တော်ဒီ 4313ကီးဒီ TOT ရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီ3 ठी နဲ့ကျွန်တော်တို့63ဆိုတဲ့ခဏတိုင်းကျွန်တော်တို့ဒါထွက်ခဲ့တယ်ပေါ့နော်အဲ့ဒီနီးအဲ့ဒီလိုအဲ့ဒီလိုမူတွေအတိုင်းပဲပေါ့နော်ကျွန်တော်ကယူပြီးတော့ပြပေးတာဖြစ်တယ်ကျွန်တော်ဒီအားကြောင့်မလို့ဒီမှာ61နဲ့3ညာတပူဆိုတဲ့ခဏကျွန်တော်တို့ရိုက်လဲရိုက်သွားရောမနေ့ကတော့အားကြောင့်မလို့ကျွန်တော်ဒီ63ညာတကီးနဲ့ကျွန်တော်ဒီထိုးခိုင်းတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီမနက်ကတော့ဒီမှာကြည့်ပါ6 6 3 5 break 4 3 5 break ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ6 6 4 3အထိနဲ့ပဲထိုးရပါမယ် ဝင်းရှင်များထိမိမိထိုးပါ၈၄6လေးနဲ့ကတ်ပါနော်၈၄6လေးနဲ့ကျွန်တော်ဒီ9 6 4 1ကိုကျွန်တော်ဒီပြန်ပြီးတော့အကတ်နဲ့အထိနဲ့ဩကိုထုတ်ပြီးတော့ထိုးရမှာဖြစ်ပါတယ်ထိမိမိပောက်ပါစေရပါစေအောင်ပါစေနော်